င်္ဂလာပါဒီကနေ့သာနာနှစ်2569ခုနှစ်လူရောဝကောသတက်ကရ1389တကူလာစုဆယ်ရက်နေ့ခရစ်နှစ်2025ခုဧပြီလ22ရက်နေ့ဒီနေ့ဟာအင်္ဂါနေ့ဖြစ်ပြီးတော့ဦးစင်ဘောရကွင်ဆရာတော်ရန်ကုန်တိုင်းအဲဒီနေ့နေပြည်တော်တိုင်းဒေသကြီး203မြေမှာရှိတဲ့အပြည့်ဆိုင်ရာဓမ္မရိပ်တာတဘာဝရိပ်တာ င်ရောက်ရှိနေပါတယ်ဆိုတော့ဥစဉ်ရောက်ရှိနေတဲ့အခါမှာသဘောကြီးတာဆရာတော်နဲ့အဲဘီအန်အန်တရားပြအခီးစဉ်ွားကြရင်းနဲ့ဥစဉ်တော်တက်နိုင်သမျှတာနာပြီးလုပ်ငန်းကြီးပါဝင်ဆောင်ရွက်ချက်ဆရာတော်တပါဥစဉ်တူတူရပါဒါကြောင့်သူနဲ့အပြန်လန်းဆွေးနွေးကြအကြောင်းရှိတော့203မှန်ရဲ့အမြန်လန်းပေါ်မှာဥစဉ်ဆွေးနွေးခြင်းအဖြစ် မြအတွက်လည်းအကျိုးရှိတယ်နောက်မှာတော့တဘာဝရိတ်တာရဲ့အဲရဟန်းနေတဲ့တစ်သားဆောင်လေးတွေနဲ့တူထိုင်းနိုင်ငံဘုံဒီမှာရှိနေတဲ့တန်တယ်တွေကတော့ဗီယက်နမ်နိုင်ငံမှာရှိတဲ့သူစံကြောင်းမှာရှိတဲ့ဘောက်စီကိုယူထားလို့မျိုးဆရာဦးဒမတာရာဟာတာနာပြုတဲ့ပုံတို့ခုချ လွတ်မြောက်တဲ့ဘောတရားလေးတို့အဲ့လိုတင်ဆက်တတ်ပါတယ်ဒီနေရာမှာဦးဇင်းတပောင်းကိုတွေ့ပါတယ်သူဟာတခါကဘာသာကြားလို့ပြရပြီးတော့သူ့အကြောင်းကိုဦးဇင်းဆက်လက်ပြီးတော့မင်းမြန်ဆွေးနွေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါအရှင်ဗျာဒီဆရာတော်ပဲဒီမှာဒီမှာအရှင်ပြအသားလေးလည်းညူတယ်ဒီညာအရေးရောက်တော့တပည့်တော်ကြောင်းမြရတဲ့ခါမှာအလင်းအားနေတဲ့အတွက်အဲအသားလေးမင်းနေတော့ခုနပါတပည့်တော်လည်းတိတ်တော့မမြင်အောင်ကောင်းပြီ ကျွန်တော်ပြောချင်တာအရှင်ပြားရဲ့ဘွဲတော်ကဘယ်လိုခေါ်ပါလဲဗျာအရှင်ထေရဝန္တပါဗျာဥထေရဝန္တအဲတဘာဝရိတ်တာဆရာတော်ဥဒမတာနဲ့တွဲဖက်တာနာပြုတာဘယ်လောက်ကြာပါပြီလဲဗျာဟင်းကျွန်တော်ပထမဝါပထမဝါမှာဆရာတော်ဆိုတော့ဘယ်နှစ်ဆက်ငါဗျာဘယ်မှာဖြစ်ခဲ့တာလဲပထမဝါမှာရောက်တဲ့ဆိုတော့ဗျာဖြစ်တဲ့ဒါဖကမြို့တိရိယရနာဇေ အဲဒီငါပြောငါပြောတော့ရက်ွယ်ဘုံတောင်းနာမယ်ပြောတော့ရက်ွယ်ကအဲကောင်းနေကောင်းနေတယ်မေ့နေရတယ်အလောက်ကြီးပြောတော့ရက်ွယ်အဲဒီငါဆရာတော်ဘုရားကြီးကတော့ညနေတန်ခါနိုင်ကဥက္ကဋ္ဌဆရာတော်ဘုရားကြီးဘွဲ့ဘူးဘွာရမပါဗျာအခုတော့ចမ်းမှာចမ်းသာဆိုတာရှင်မရှိရှာပြီးတာဖြစ်သွားပြီ ဟုတ်ပြီဥထေရဝန္တာလူနာမည်ဘယ်လိုခေါ်ပါလဲအဲနာမည်လေးကတော့ခမောင်ခွေးပါဗျာကြီးတော့ဟိုဖကမာတော့ကိုနိုင်လို့နာမည်တော့ကိုနိုင်အောင်ကိုနို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 င်ဖကမာနေစဉ်တော့ဘာအလုပ်တွေလုပ်တယ်ကြောက်တူးတာပဲလားပါလဲကြောက်လဲတူးတယ်ကျောင်းဆရာလုပ်တယ်ကျူရှင်ဆရာကျူရှင်ဆရာဆိုတော့ဘာနဲ့ကျောင်းနေတက်ခဲ့လေလဲကျောင်းပြီးခဲ့လေကျောင်းပြီးခဲ့တယ်ဘုန်းကတပည့်တော်ကကျောင်းမပြီးခဲ့ဘူးဒုတိယနှစ်မှာပဲอืม အဲ့တော့ကိုနိုင်ကိုနိုင်ဟဲ့လားကိုတိုင်ကဘယ်အရာသားလဲမိဘတွေအပြူလဲကတာကတာမင်းဩကတာမနီရောမိဘတွေကဖူးဖေးနာမည်မမိနိုင်မဲ့ဒီဟာအကျင့်သေးတယ်အမေကဒေါတင်ရွှေလို့ခေါ်တယ်နည်းနည်းကြဲကြဲလေးပြောမှရအောင်ဝေးဝေးလမ်းမောဖြစ်တော့ဒေါတင်ရွှေလို့ခေါ်ပါတယ်အများလူလဲတပြီတော့ဟုတ်စားမရှိဘူးဥဥတင်သေးပါခင်ဗျာဒေါ် တော်တင်တော်တင်ရွှေလို့သူတို့ကဘယ်ဘာသာတရားအကူကိုအဲသူတို့နှစ်ပါးနဲ့မိဘနှစ်ပါးစလုံးကအစ္စလမ်ဘာသာဝင်နေပါအစ္စလမ်ဘာသာဆိုရင်အစ္စလမ်ရဲ့ကိုယ်ပိုင်နာမည်တွေရှိပါတယ်ဘလို့တွေခေါ်လဲအင်းအဲ့ဒါတွေတော့မမှတ်မိတော့ဟိုမမှတ်မိရလားအပရဲ့နာမည်တော့နိုရီစင်လို့ခေါ်နော်နိုရီစင်နိုရီစင်နိုရီစင်အမအမေရဲ့ဟိုရင်းနာမည်တော့ RP နာမည်တော့မမှတ်မိတော့ဘူးအော်ဟုတ်ပြီအဲ့အရှင်ပြားရဲ့ RP နာမည်ရော RP နာမည် Yunus Bai Yunus Bai ဟုတ်ပြီ Yunus Bain ကအိမ်အောင်ကြခဲ့သေးလားကြခဲ့ပါဘူး။အော် Yunus Bain ဒီရဟန်းဘောကိုအသက်ဘယ်လောက်မှစတင်ရောက်လာတာလဲ။30နှစ်9နှစ်။အဲ့လိုဖကတ်မှာအသက်45အထိအလုပ်တွေလုပ်ခဲ့သေးတယ်ပေါ့။ဟုတ်တယ်ဟုတ်တယ်။အခုအသက်50နှစ်9နှစ်ပါ။59 18ဝါလာဟုတ်ပေါ့။မဟုတ်ဘူး။ 54ပေါ့အဲ54နှစ်တဲ့54 55နှစ်မှာဟုတ်55နှစ်မှာတပည့်တော်ဟုတ်တယ်ဟုတ်တယ်ရဟန်းဖြစ်တာအဲ့တော့56မှာ56ပြီသွားတာ58မှာပေါ့ဩ56ဆိုတော့ဆေဝါပါဗျာဩဆေဝါဟုတ်ရဲ့ဟုတ်ကောင်းပါပြီအဲ့တော့ရှင်မြားကအခုလောတဲ့တဘာဝရိတ်တာမှာဘာတောင်းနေယူပြီးတော့ပါဝင်ဆောင်ရက်နေလဲဆရာတော်ဥဒ္ဓမသာရရဲ့တာနာပြုကုသိုလ်ပြုလုပ်ငန်းတွေမှာအဲ့ဒါကလည်းနည်းနည်းလေးပြောရအောင်ပဲဗျာ နည်းနည်းလေးပြောအောင်မယ်ဆိုတာကတပည့်တော်ကအတန်ကိုကြိုးစားပြီးချက်တော်ကသာသနာပောင်ဝင်လာမှာဘုကုံးချီလာတဲ့တိုက်ကြီးတပည့်တော်သာသနာပောင်ဝင်လာမှာဒါညက်ကလေးဝင်လာမှာထွေလီကားလေးကြီးဒီမှချက်တွေမပါသေးဘူးอืมတရားအထုတ်ကိုတရားအထုတ်မယ်ပေါ့တနည်းလောက်ပဲပရိယတ်တိ level လေးမှာထပ်ပြီးကျင်လေအောင်မယ်အားရကျင်လာအောင်ထပ်မှန်လေးလာလိုက်အောင်စဉ်စားစီးဘူးလိုက်အောင်မယ်ပေါ့ဒါကနားမှာလဲ ဟိုသတ္တနာယဟန်နေဟိုရင်နေရပရိယဝန်ဆောင်ယဟန်နေရှိတော့မြေစရာရှိရလေမေးရင်းများရင်ပေါ့ဒီနေ့လောက်အဲ့ဒီနေ့လောက်အတွင်းမှာထင်မှတ်မထားပဲနဲ့တရိษံခွေးချစ်တတ်တယ်ဆိုတော့ဒီနေ့ဒီကိန်း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 နဲ့နောက်ဆုံးကျတော့ခွေးကြီးဟာဥစည်းမိသွားပြီးပရာဟိတာလည်းမှာနှစ်မြုပ်သွားလိုက်တော့တာပေါ့နှစ်မြုပ်သွားလိုက်တော့တပည့်တော်ဟာပထမဒါစ တနှစ်စတနှစ်နှစ်နှစ်အတွင်းမှာခရေဟာဒုတိယကိုနေရာကိုတောင်းအောင်ယူပေးမယ်ဒုတိယကရုဏာရှင်ကိုအသေးအံရှာတယ်ဘာလို့လဲဆိုတော့လမ်းလွဲနေပြီဆိုတော့ကိုယ်တည်လမ်းလွဲသွားလမ်းလွဲသွားပြီဆိုတော့ကဖိသွားပြီတအားဖိသွားပြီတောင်းအောင်စင်ရောဖိသွားပြီတောင်းဝင်နေဖိသွားပြီငွေတွေမက်လာရပြီအဲ့ဒါမှအတင်းကာရောယုံထွက်ဖို့ကြိုးစားပေးမယ်ဆယ်နှစ်နေပါမယုံထွက်နိုင်တော့ကိုယ်လိုလူကိုမတွေ့တော့လူပရဟိတာမဟုတ်တိရိစ္ဆာပရဟိတာဆိုတော့တိတ် တန်ဖိုးကကြီးလွန်းတယ်တိတ်ကိုမတာအပိဆိုင်ရမှုအနှစ်နာခံရမှုတွေကဘာမှမတူတော့နော်ကို့လူလူမတွေ့တော့တာကိုကလွယ်လွယ်တွေ့မယ်လို့အောင်းမိတာလွယ်လွယ်တွေ့မယ်လို့အောင်းမိလို့ဒါကိုလှုပ်လိုက်တာအဲ့တော့ဆရာတော်ဥဒမတာရကလည်းအကုန်လုံးကိုဒါလိုအပ်ချက်ကိုမြေနေရာအဆအဆအုံနေရာအဆအကုန်လုံးကိုဒါစပိုင်းဆိုရင်တော့ဆန်နေပါရီအဆအကုန်လုံးကိုဒီထောက်ပံ့နေပေါ့နော်ထောက်ပံ့နေကိုလည်းလို့ကမကြွားရဲငားပြီးတော့ ဲ့ဒီလိုလှုပ်ရင်းလှုပ်ရင်းနဲ့နောက်ဆုံးကြတော့အခုဒါဒီဆယ်ဆယ်စုနှစ်တခုနောက်ကိုဖျက်လာခဲ့တဲ့အချိန်မှာမဖြစ်စေတော့ဘူးဒုံဒုံချအတချပဲလက်စိမ့်နေလက်ချလိုက်လက်ချလိုက်ထွက်မယ်ဆိုပြီးတော့လက်ချအဲကဏ္ဍလေးတွေကတော့ကွာတယ်ဗျဘလူကွာတယ်လို့ဆိုလူပရာဟီတာနဲ့ပရိစ္ဆာပရာဟီတာမတူဘူးနော်ခွေးကေဟာဖြစ်သည့်အတွက်ရွာလဲကောင်းမှာဟိုရိတ်တာလဲကအလဲမှာမဟုတ်ဘူးအဲ့တော့တတိတခြားပေါ့အစွန်အပြားမှာတတိတခြားဖြစ်သွားတယ် အကုန်လုံးနဲ့အကုန်လုံးနဲ့စီးရဟိုကဏ္ဍကပြတ်သွားတာမတူဘူးလမ်းကြောင်းနေရာမတူဘူးအဲ့တော့ဒီတော့ဒါကိုကကင်းကွာလို့ကိုဖြစ်သွားတာပေါ့ဆရာတော်နဲ့အဆအကုန်လုံးနဲ့အဆကင်းကွာလို့ဖြစ်သွားတာဘာရင်နဲ့ပဲချိတ်ဆက်မိတယ်လဲဆိုတော့ဒါမြန်မာနိုင်ငံတိုင်းကလုံးဝတိချစ်ပြီးဖွဲ့စည်းပြီးရိစံညီမနေဆက်မကရဒါစီအဖွဲ့လေးအဲ့ဒါလေးနဲ့ပဲအကုန်လုံးဟိုဖွေးလုံးဖွေးလုံးရစ်ပတ်ပေါ့အဲ့လိုလုပ်ရတယ်စိတ်ဓာတ်နဲ့အလုတ်လုပ်ရတာမရှိတော့ဖြစ်သွားတာဟိုမတူတော့တာပေါ့ဒါကြောင့်မတူတော့တာအဲ တခါတည်းရန်ရန်ဖန်ရန်ခါလောက်ပဲဆရာတော်ကလည်းအားရမှာမဟုတ်တာမအားတဲ့ခါကျတော့သူကလည်းသူ့အလုပ်နဲ့သူတွေအားရှုပ်ရှက်ခံနေတော့တခါတည်းရန်လေးမှာပဲတပည့်တော်ဘက်ကငှဲ့ဆောင်ပြီးကြီးနိုင်တယ်ကိုဘက်ကကိုကိုအလုပ်နဲ့ကိုပဲပေါ့ကိုကိုလမ်းနေကိုရွေးလျှောက်နေကြရတာပေါ့အဲ့လိုအဲ့နောက်ဆုံးမှဟိုပြောချင်တာကတော့ဆရာတော်ဘုရားတပည့်တော်ဒီတောင်ကိုနားကျင်ပြီတပည့်တော်မူလယဟန်ဝတ်ခဲ့တဲ့ရီမန်းချက်ကလေးတိုင်းဒါကိုတရားလမ်းကိုရှောက်လမ်းကျင်ပါပြီဆရာတော်ဒုတိယတောင်ကချေးပြပါလို့ပြောသည့်တိုင်အောင် ချိန်ရမယ်လူရှာမတွေ့မရှိဘူးအဲ့လိုအဲ့လိုပဲအဲ့လိုပါအဲ့လိုကောမမီလူရယာဘွားမှာမကူပကံကိုဟာကိုမလီငါထူဘကူရောက်သွားကြတယ်လို့တင်ပါတယ်ဘကူကရေချိုးမှာပကံမှာဒူးပေါ်ဒူးပကံရေချိုးကိုမှာဒူးပေါ်အကြောင်းရရရှိတတ်ပါ